ရှိဥစွာဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့ဒီနေ့ကပတော်နာဆင်ကြတဲ့ဓမ္မမိတ်ဆွေများအားလုံးပေါ်မှာဘုရားသခင်ထံကနေကျွယ်ဝတဲ့ကောင်းချီးတက်ရောက်ပါစေလို့ယေရှုနာမ၌ဆုတောင်းပေးပါရစေ။မကြမ်းမာတဲ့သူတွေလည်းဒီနေ့ကပတော်နာဆင်ခြင်းအဖြစ်ကြားမှာခြင်းဆုချီးစွရရှိကြပါစေလို့ယေရှုနာမ၌ဆုတောင်းပေးပါရစေ။ခက်ခဲပြက်နာမြို့မြို့ရင်ဆိုင်နေရတဲ့သူတွေစိတ်မသာညှိတွားနေရတဲ့သူတွေလည်းဒီနေ့ကပတော်နာဆင်ခြင်းအဖြစ် အခက်ခဲပြဿနာမြုပ်မြုပ်ကိုအောင်ပြီးဝမ်းမြောက်ခြင်းတရဖို့ဆောင်နိုင်ကြပါစေလို့ယေရှုနာမ၌ဆုတောင်းပေးပါရစေဒီနေ့တော့ဖျားသခင်ဖက်မှနေပါဆိုတဲ့ကောင်းစဉ်လေးနဲ့ခွန်အားပေးတော်မှာဖြစ်ပါတယ်ထွတ်မြောက်ရခြင်းအခန်း32စာပိုက်26ကိုဖတ်ပါမယ်တတကားဝမှာရက်လက်ထာဝရဖျားဖက်၌အဘယ်သူနေသည်နိထာဝရဖျားဖက်၌အဘယ်သူနေသည်နိ ငါထံသို့လာစေဟုဆိုလင်လေဝိအမျိုးသားအပေါင်းတို့သည်သူ့ထံ၌စီဝဲကြ၏လို့တွေ့ရတယ်။ဒီဇလန်လေးအလုံးတည်တယ်။ဒီမောရှေကနော်တောင်ပေါ်မှာဘုရားရဲ့မိသားရဖွဲ့ပြီးတော့မှဒီပြညတ်တော်ဆယ်ပါးပေါ့မှဆာပြီးပြညတ်တရားတွေကိုဟလာနခံနေတဲ့ချိန်မှာအောက်မှာနော်အာရုံဥဆောင်ပြီးတော့မှ ဟေဒရီလလူမျိုးတွေဟာသူတို့ရုပ်ထုရွှေရုပ်ထုလုပ်ပြီးကိုးကွယ်ကြတယ်အဲရုပ်ထုကလည်းနွားရုပ်ထုပေါ့နော်ကိုးကွယ်ကြတယ်ပေါ့အဲဒီခါမှာမောရှိကိုပြသခင်လွတ်လာတယ်မင်းသွားတယ်အမဖောက်ပြန်ကုန်ပြီဆိုတော့မောရှိရောက်လာရောက်တဲ့ခါမှာသူတို့ကနော်ကခုံမျိုးတူပြီးတော့မှဟာလာအဲဒီရုပ်ထုရှင်မှာကိုးကွယ်ကြတယ်တွေ့ရတယ်အဲဒီခါမှာမောရှိကလာပြီးတော့မှ ထာဝရဘုရားဖက်မှာဘသူနေမလဲတဲ့နေတဲ့လူမဆီလာခဲ့လို့ပြောတဲ့ခါမှာအဲ့ဒရေလာအမျိုး7နွယ်ထဲကတနွယ်ဖြစ်တဲ့เนาะဒီလေးဝိအနွယ်တနွယ်ကသာမောရှင်ဖက်ကိုလာကြတယ်ဆိုတာတွေ့ရတယ်เนาะဒါကြောင့်တိတိလေးဝိလူမျိုးတွေဟာအဲ့ဒရေလာလူမျိုးတွေအထဲမှာရစ်ဘရဟိမျိုးเนาะပြီးရင် ဒီတဲတော်အမှုကိုဆောင်ရွက်ရတဲ့အဲ့တရေလာလူမျိုးတွေနဲ့ဘုရားသခင်ကြားထဲမှာနော်အဲဓမ္မအမှုကိုပြောရတဲ့ဘုရားဘုကိုပြောရတဲ့လူမျိုးဖြစ်ခွင့်ရရှိသွားတယ်ဆိုတော့တွေ့ရပါတယ်တကယ်တမ်းကျတော့အဲ့တရေလာလူမျိုး17ຫນွယ်လုံးကအဲ့အခွင့်အရေးကိုရထားတာဖြစ်တယ်17ຫນွယ်လုံးဒီသူကကမ္ဘာလောကီသားတွေအားလုံးနဲ့ဘုရားသခင်ကြားထဲမှာ เนาะဓမ္မအမှုကိုဆောင်ရွက်ရတဲ့သူတွေဖြစ်ဖို့အတွက်ဘုရားသခင်ကရွေးကောက်လာတာဖြစ်ပါတယ်เนาะဒါကိုကျွန်တော်တို့ဒီဖမျောကြခန်းစကူစပိုက်ငါးတက်ချက်မှာဘယ်လိုတွေ့ရလဲဆိုတော့ထို့ကြောင့်ယခုအတွင်းသင်တို့ဒီငါစကားကိုအမှန်ငါထောင်၍ငါပြညာကိုစောင့်ရှောက်လေအခြားသောလူမျိုးတကာတို့ထက်သင်တို့ဒီငါပိုင်ထိုက်သောဘာနာဖြစ်ကြလိမ့်မည် မြေကြီးရှင်းသည်ငိုင်းဥစ္စာဖြစ်တင်းတို့သည်လည်းမင်းစည်းစိမ်ရှိသောယစ်ဘရဟိမျိုးတန့်ရှင်းသောလူမျိုးဖြစ်ကြလိမ့်မည်ဟူသောအမိန်တော်ကိုဣတရီလအမျိုးသားတော်အားဆင့်ဆိုလို့အမိန်တော်မူ၏ရှင်နော်မြေကြီးပေါ်မှာရှိရှိသည်လူသားတွေလူမျိုးငယ်အလုံးနဲ့ဖျားကြားထဲမှာသူတို့ကိုမင်းစည်းစိမ်ရှိသောယစ်ဘရဟိမျိုးနော်တန့်ရှင်းသောလူမျိုးဖြစ်ခွင့် ဖះပေးထားတယ်သူတို့အလုံးကိုသူတို့အလုံးကလည်းအောက်ပန်းကြည့်မယ်ဆိုဝန်ခံတယ်ဟုတ်ကဲ့ကရော့စ်ကနာထောင်းပဲပေါ့ဖះစကနာထောင်းမယ်ဖះဖက်မှာနေမယ်ပေါ့သူကလည်းသူတို့ဖောက်ပြန်သွားတယ်ဖောက်ပြန်တဲ့ထဲမှာသတိထားပါလေဝိလူမျိုးတွေလည်းပါတယ်ပေါ့ဒါပေမဲ့ဒီနေ့ဖះဖက်မှာဘသူရက်တည်မလဲလို့မေးတဲ့ခါမှာအဲ့တမျိုးຫນွယ်ထဲကသာနော်မော့ရှိဖက်ကိုလာတယ်ဖះဖက်ကရက်တည်ကြောင်းတက်တက်ထိုးတယ်ပေါ့အဲ့ရစပြီးတော့ ဒီအစ္စရေလမျိုးဆက်နွယ်မှာလေဝိကယေပရဟိမျိုးတန်ရှင်သောလူမျိုးဖြစ်ခွင့်ရရှိသွားတယ်ဆိုတော့တွေ့ရပါတယ်။ဒါကြောင့်ဓမ္မမေဆွေကျွန်တော်တို့လည်းဒီနော်တပည့်ခန်းနဲ့ဆပိုက်ကိုမှအားလုံးသိတယ်။တင်းတို့မူကမောင်မိုက်ထဲမှာအံ့ဘွယ်တော်အလင်းတော်သူခေါ်သွန်းတော်မူသောသူကုံကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြိုက်မင်းစည်းစိမ်ရှိသောယေပရဟိမျိုး တန့်ရှင်းသောလူမျိုးပိုင်ထိုက်သောအပေါင်းတင်ဖြစ်ကြ၏အရာကျွန်တော်ယုံကြည်သူအလုံးကိုဆိုလိုတာဖြစ်ပါတယ်ကျွန်တော်ယုံကြည်သူအလုံးဟာနော်ကျွန်တော်ကြောက်ကဲတင်ချင်းတို့ရောက်တဲ့သူတွေဖြစ်ကြတယ်အဲ့တော့အဲ့လိုမောင်မထဲရတဲ့ကျွန်တော်ခေါ်ထုတ်တဲ့အလေးကိုခေါ်ထုတ်တဲ့ယေရှုကိုယုံကြည်သောအဖြစ်ဒီနေ့ကျွန်တော်ဟာဘာဖြစ်ခွင့်ရလဲဆိုတော့တလောကလုံးမယုံကြည်သူလူမျိုးအလုံးနဲ့ ကျွန်တော်ယုံကြည်သူနော်ကိုဖះကိုချစ်ဆက်ပေးတဲ့လူမျိုးဖြစ်ဖို့အတွက်ဘုရားသခင်ရွေးကောက်တယ်အဲ့တော့မင်းစည်းစိမ်ရှိသောယေဘရဟိမြူတန်ရှင်သောလူမျိုးပိုင်းထိုက်သောအပေါင်းတင်အဖြစ်နဲ့ကျွန်တော်အားလုံးကိုယုံကြည်သူမျိုးဘုရားသခင်ဗိတ်သိက်ပေးပါခင်ဗျတို့အတွင်တို့အတွင်နော်ဘသူကအဲ့ဒီပိတ်တဲ့ကိုလက်တွေ့ခံစားရမလဲဆိုရင်တော့ဆိုရင်တော့ဖယားသခင်ဖက်မှာ ရက်တည်တော်သူတာလေဟောအဲ့ဒီမင်းစည်းစိမ်ရှိသောရစ်ဘရဟိတ်ဖြစ်ခွင့်ဟောတန်ရှင်းသောလူမျိုးဖြစ်ခွင့်ပိုင်ထိုက်သောအပေါင်းအသင်းဖြစ်ခွင့်ရရှိမှာဖြစ်ပါတယ်ဒါကိုနားလည်ဖို့ဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့ဖခင်ဖက်မှာဘယ်လိုရက်တည်မှာလဲနော်အဲ့ဒါလေးကျွန်တော်ပြောပြတော့မှနေကုန်ချုံမှာဖြစ်ပါတယ်ပေါ့ဒီယောရှုမှတ်စာခန်းကားစာပိုက်73မှာ ယေကောယေရကောမြို့နားမှာနော်ယောရှုကရှိနေတယ်အဲ့ဒီချိန်မှာသူ့ရှင်မှာနော်လူတစ်ယောက်ကဓာတ်ကင်ပြီးကလန့်ရက်နေတယ်အဲ့ဒါကောင်းကင်သမားဖြစ်တယ်နော်ဆရောအဲ့လိုရက်နေတဲ့ခါမှာယောရှုကမေးတယ်သင်ကငါတို့ဘက်ကလားတဲ့ငါတို့ယန်သူဘက်ကလားမေးတယ်ဆရောကတော့အဲ့ချိန်မှာယေရကောမြို့ကိုသွားတိုက်မှာဖြစ်တယ်နော်သွားတိုက်ခါနေမှာဒီကောင်းကင်သမားကိုယောရှုကတွေ့တယ် တွေ့တော့ယောရှုကငါတို့ဖက်မှာမင်းနေပြီးငါတို့ဖက်ကတိုက်မလားငါတို့ယန်သူဖက်ကနေပြီးတော့ငါတို့တိုက်မလားမေးတာအဲ့တော့အဲ့ဒီကောင်းကင်သမန်ကဘာပြောလဲဆိုတော့အဲ့လိုမဟုတ်ဘူးတဲ့ငါကတဲ့နော်ထာဝရဘုရားရဲ့ဘူချူအုပ်ဆိုးပြီးတော့မှဒီလိုရောက်လာတာတဲ့သူတို့ဖြေတာတွေ့ရတယ်ထို့သူကထို့သူမဟုတ်ထာဝရဘုရားရဲ့ဘူချူကိုအုပ်ဆိုးတော့ဘူမှုဖြစ်ရခုငါလာသည်ဟုဆိုရင်ဆရာကတော့ယောရှုရဲ့တဲ့ မင်းတို့ဧတရေလဖက်ကလည်းငါရက်တိမဲ့လူမဟုတ်ဘူးမင်းတို့ယန်သူဖက်ကလည်းရက်တိမဲ့လူမဟုတ်ဘူးငါကထာဝရဘုရားဖက်မှာရက်တိတဲ့သူဖြစ်တယ်သူတို့ဖြစ်တာဖြစ်ပါတယ်နော်ဆရာယောရှုတို့ကထာဝရဘုရားဖက်မှာရက်တိတော့ကြောင်းအဲ့ဒီကောင်းကင်သမန်ကယောရှုဖက်ကိုပါသွားတာဖြစ်တယ်ယောရှုမလို့မဟုတ်ဘူးဘုရားဖက်မှာယောရှုရှိတော့ကြောင်းအဲ့ဒီကောင်းကင်သမန်ကယောရှုဖက်ကိုရောက်သွားတာဖြစ်ပါတယ် ဒါကြောင့်ဓမ္မမေဆွေဒီနေ့ဒီလောကမှာနော်ဇာတိနဲ့ဝိညာဉ်ပဂရိအလုံးတည်ပါတယ်ကျွန်တော်တို့အဲ့တော့ဇာတိဘက်မှာတင်ရက်တည်မလားဝိညာဉ်ဘက်မှာရက်တည်မလားဝိညာဉ်ပဂရိဘက်မှာရက်တည်မလားဒါကနေ့စဉ်အစဉ်ရွေးချယ်ရတဲ့အရာဖြစ်ပါတယ်နော်ဆိုတော့ဝိညာဉ်ပဂရိဘက်မှာတင်ရက်တည်တဲ့ဆိုရင်ဇာတိပဂရိကိုညင်းပယ်ပြီးသားဖြစ်မယ်အဲ့ဒါဆိုရင်တော့တင်ဟာမင်းစည်းစိမ်ရှိသောယေဘုရဟိမျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်သောအပေါင်းတင်တကယ် ဖြစ်မှာဖြစ်ပါတယ်အမျိုးຫນွယ်တော့ဖြစ်ပြီသူ့အတွင်နော်ပြောချင်တာကအရာမှာခံထားချင်းတော့ရပြီသူ့အတွင်အရွယ်ရောက်မှာအချိန်တန်မှအဲ့ဒီဘိတ်တိတ်ကလက်တွေ့ခံရတာဖြစ်ပါတယ်နော်လက်တွေ့ဘယ်လိုခေါ်မလဲအသက်ဝန်တာဖြစ်ပါတယ်ပေါ့ဒါကြောင့်ဒီနေ့နေ့စဉ်အသက်တာမှာကျွန်တော်တို့နော်24နှစ်တည်းကိုရှိတယ်24နှစ်မှာကျွန်တော်တို့ဖျားဖက်မှာဘယ်ဘယ်နှစ်ရက်တည်ပါလဲ เนาะတွေ့ကြုံရတဲ့အခက်အခဲပြန်လာเนาะဒီလိုဆုံးဖြတ်ရတဲ့အခါမှာဘုရားဖက်မှာနေပြီးဆုံးဖြတ်သလားလောကီဖက်မှာနေပြီးဆုံးဖြတ်သလားเนาะအဲ့ဒါအရေးကြီးပါတယ်ပေါ့ဒီနေ့ကစပြီးတော့မှဒီနေ့ဘယ်လိုခြေနေနဲ့ပဲတွေ့တွေ့ဘုရားဖက်မှာရက်တည်ပါအဲ့ဒါဆိုရင်တော့ဒီနေ့ဘုရားသခင်ရဲ့ဘိတ်သိက်တကယ်တင့်ပေါ်မှာအသက်ဝင်မှာဖြစ်ပါတယ်เนาะအဲ့ဒါဆိုရင်တင်ဟာမင်းစည်းစိမ်ရှိတော့ယေဘရဟိတ် အမျိုးတော်မဟုတ်တော့မျိုးအမျိုးရဖြစ်ပြီးသည်ယုံကြည်သူဖြစ်အမျိုးပဲနော်အဲ့ချိန်မှာတင်ဟာအသက်ဝင်ပြီးတော့တင်ကိုရဟာမင်းစည်းစိမ်ရှိတဲ့ယေဘရဟိဖြစ်မယ်တန်ရှင်သောလူမျိုးဖြစ်မယ်ပိုင်ထိုက်သောအပေါင်းတင်ဖြစ်မှာဖြစ်ပါတယ်ထို့သောအဖြစ်ဒီနေ့ဘုရားသခင်ရည်ရွယ်ချက်နော်တလောကလုံးဘုရားမယုံကြည်သောသူတွေဟာတင်အဖြစ်ဘုရားနဲ့တိခွန်ရရှိမှာဖြစ်ပါတယ်ဒါဒီနေ့ဘုရားသခင်လူချင်းနဲ့ကျွန်တော်ရွေးနှုတ် မောင်မရတဲ့အလင်းကိုခေါ်သွင်းရတဲ့ရည်ရချက်ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဆက်ပြီးတော့ဘယ်လိုချင်းနေတဲ့တွေ့ဘုရားသခင်ဖက်မှာပဲယက်တည်ပါ။အဲ့ဒါဆိုရင်တော့တင့်အဖြစ်လူတွေဟာဘုရားသခင်ကိုသိမြင်လာကြလိမ့်မယ်။လူတွေဟာကယ်တင်ခြင်းသို့ရောက်ကြလိမ့်မယ်။တမန်တော်သိလာကြလိမ့်မယ်လို့ခွန်အပေးနဲ့ညီကုန်းချုပ်ပါတယ်။ဘုရားသခင်နေ့တင်တော်အလုံးကောင်းချီးပေးပါစေတော့။အာမင်။